ရောင်ရဲခြင်းအမှုပညာအခန်းကိုအတွေ့တွေက အမှိုက်များရှင်ထုတ်ခြင်းယုံညံ့စိတ်ကိုမောင်းထုတ်ခြင်းညဘက်အိယာဝင်တဲ့အခါအေးအေးချမ်းချမ်းနဲ့အိပ်ပျော်သွားသလားဒါမှမဟုတ်စိတ်ထဲမှာမရေရာမှုတွေရှုပ်ထွေးမှုတွေအပြည့်နဲ့ကောင်းအောင်ပေါ်ကောင်းချထားရသလားလူအများစုက နောက်ကအချက်ကိုသဘောတူကြပါလိမ့်မယ် အိမ်ကအမိုက်တွေပြည်နေရုံမကစိတ်တွေမှာလည်းအမိုက်တွေအပြည့်ရှိနေကြပါတယ်။တာမန်အုံနောက်ကစင်စားတာစိုးရိမ်တာနဲ့ဖြစ်လာမယ့်အရာတွေနဲ့ပတ်သက်ပြီးကြောက်ကြနေရင် အမြဲတမ်းဆက်ဆဲတယ်လို့လှုပ်ဆောင်နေရပါတယ်။အကျွေးတွေကအပြုသဘောဆောင်ပြီးအသုံးချနေသေးရတော့စင်စားတွေးတော့တာကဘာပြဿနာမှမရှိပါဘူး။ကံမကောင်းစွာနဲ့ပဲလူများစုအတွက်တော့ဒီလိုဖြစ်မနေပါဘူး။ စัจ java ရာကြီးက ဥပဒေတာတွေနဲ့ဖွဲ့စည်းထားပြီးအဲ့ဒီဥပဒေတာတွေကို ကျမတို့ဘာမှမပြောင်းလဲနိုင်ပါဘူးကျမတို့ကအဲ့ဒီဥပဒေတာတွေနဲ့ရှင်သန်နေထိုင်မှုရွေးချယ်ရင်သူတို့ကကျမတို့အတွက်အလုံးလုံးပါလိမ့်မယ်မရွေးချယ်ရင်တော့ကျမတို့ကိုစန့်ကျင်ပြီးအလုံးလုံးပါလိမ့်မယ်လက်တွေ့ကကောင်းတည်ဖြစ်စေဆိုးတည်ဖြစ်စေ ကျမတို့လက်ရှိဘဝအခြေအနေက ကျမတို့စဉ်းစားတွေးတောတဲ့အတိုင်းအကြောင်းဖြစ်ပါတယ်။ကျမတို့လက်တွေ့ဘဝကိုကျမတို့ရဲ့စိတ်အခြေအနေကဖန်တီးတာပါ။ဒီလိုစဉ်းစားကြည့်ပါ။ရုပ်လောကကြီးထဲမှာတစုံတစ်ခုကိုအယာယူဖို့ပုံဖော်စိတ်မကူခင် အတွေ့အကြုံအနေနဲ့စတင်ပါတယ်။မိသည်းကိုသောမတ်အက်ဒီဆင်ကတီထွင်ခဲ့တယ်။မိသည်းအမှန်တကယ်ဖြစ်မလာခင်မှာဖျောင်းတိုင်မီမထွင်မဲ့ ပိတ်လို့ဖွင့်လို့ရနိုင်မယ်အလင်းရောင်တစ်ခုရဖို့ဘယ်လိုပုံစံဖြစ်မလဲဆိုတာကို သူထိုင်ပြီးစဉ်းစားခဲ့တယ်။နောက်ပြီးတော့အဲ့ဒီလိုစက်ပစ္စည်းမျိုးသူဘယ်လိုတီထွင်လို့ရနိုင်မလဲဆိုတာကိုစဉ်းစားပြီးအဲ့ဒီနောက်မှတီထွင်ဖို့ဆက်လုပ်ခဲ့တယ်။မိသီးနဲ့ကဘာပေါ်ကတခြားတီထွင်ဖန်တီးမှုတိုင်းကအတွေ့တစ်ခုနဲ့စတင်ခဲ့တာပါ။ဘဝမှာ အစီအစဉ်တကျရှိခြင်းနဲ့ဆိုရင် ပထမဆုံးထိန်းချုပ်ရမယ့်အရာကအတွေ့တွေပါပဲတွေးတောစဉ်းစားတဲ့ပုံစံကိုအပြတ်သဘောကနေအပြုသဘောပြောင်းလဲတာ ਨੇ လက်ရှိလက်တွေ့ဘဝမှာကောင်းမွန်တဲ့ပြောင်းလဲမှုကိုစတင် ခံစားလာရပါမယ်ခံစားမှုတွေကိုအတွေ့တွေကသတ်မှတ်တယ်ဆိုတာအမှန်တရားဖြစ်တဲ့အခါခံစားမှုတွေကို အခြေအနေတွေကသတ်မှတ်တယ်ဆိုတာကို လူအဖွဲ့အစည်းကကျမတို့ကိုတင် जा ပြတာပေးတယ်။ငွေကြေးကနေ ကျမ်းမာရေးနဲ့ပေါင်းသင်းဆက်ဆံရေးတွေအချင်းဘဝရဲ့နယ်ပယ်အတီးတီးကကျမတို့အတွေးတွေနဲ့ကျမတို့ရဲ့အလုံးစုံယုံကြည်မှုစနစ်ရဲ့တိုက်ရိုက်အကျိုးရလဖြစ်တယ်။ဒီလက်တွေ့သဘောကိုမပြောင်းလဲနိုင်တဲ့အတွက်တခုရီတော့လုံနိုင်တဲ့အရာကလက်ခံလိုက်ပြီးအတွေးတွေကကျမတို့အပေါ်အထိန်ချုပ်မခံမယ်။အတွေးတွေအပေါ်စိုးမုံမှုရယူနိုင်အောင်ဆုံးဖြတ်ချက်ချဖို့ပါပဲ။အဲ့ဒီတော့မှဘဝကို ပြောင်းလဲနိုင်ပြီ။ ကျမတို့လိုချင်တာတွေကိုဆွေးငင်နိုင်ပါပါအတွေးတွေမှာကန့်သက်ချက်ပေါင်းနေမရှိပါဘူးဘလို့တွေးတင်နေဆိုတာဘသူကမှပြချမထားပါဘူးကိုရိုင်းကပဲအခြေအနေကိုထိန်းချုပ်ရမှာပါ ကိုကိုရိုင်းကလွယ်ပြီးကျမတို့အတွေးတွေတိုင်းဘသူမှမဝင်နိုင်ပါဘူးတကယ်တော့စိတ်ဆိုတာကျမတို့ပိုင်ဆိုင်တဲ့စွမ်းအင်အရှိဆုံးပိုင်ဆိုင်မှုပါပဲဒီလက်တွေ့သဘောကို အသုံးချနိုင်သွားတာ ਨੇ မရမနာဖြစ်လာပါလိမ့်မယ် ကျမတို့ရဲ့အကြွေးတွေအပါအဝင်စက်ကြဝဠာတွေကရှိရှိသမျှအရာအလုံးကို စွမ်းအင်နဲ့ဖွဲ့စည်းထားတယ်လို့သိပ္ပံပညာကဆက်လက်အတည်ပြုပါတယ်။ဆိုလိုတာကအကြွေးတွေကအသက်ဝင်ရှင်သန်ပြီးတစ်ခုခုကိုစဉ်းစားတွေးတောလိုက်တိုင်းစဉ်းစားတဲ့အကြောင်းအရာပေါ်မူတည်ပြီးစွမ်းအင်ကကောင်းတာဒါမှမဟုတ်မကောင်းတာတွေဖြစ်ပါတယ်။ဒီစာအုပ်ကစွမ်းငင်ခြင်းနေရာမှအကြောင်းမဟုတ်ပါဘူး။ ဒါပေမဲ့အတွေးတွေကဘဝအပေါ်ဘလို့တက်ရောက်စေတယ်လဲဆိုတာကိုပိုပြီးနားလေသဘောပေါက်စေဖို့ဒီနေရာမှာဒီနေရာမှာအကြောင်းထည့်ပြောဖို့အရေးကြီးတယ်လို့ကျွန်မထင်မိပါတယ်။စွန့်ငင်ခြင်းနေရာမှာရဲ့အဓိကအဆိုကစွန့်အင်ဆိုတာတန်လိုက်တခုလိုပါပဲ။သူကတခြားစွန့်အင်ကိုစွန့်ငင်နေ။ဒါကြောင့်ကျွန်မတို့အတွေးတွေကစွန့်အင်ဆိုရင်ကျွန်မတို့ကကျွန်မတို့စဉ်းစားတွေးတောတဲ့အရာကိုစွန့်ငင်ပါတယ်။ အထွေးတစ်ခုချင်းနဲ့ပူထွေးနေတဲ့တံပိုးတစ်ခုရှိပါတယ်။ဒါပေမဲ့အဲ့ဒါကကျမတို့အခိုင်အမာ ဆုံးဖြတ်ထားတဲ့အရာပါပဲ။တစုံတစ်ခုအကြောင်းကိုစဉ်းစားလေလေတွေးတောလေလေအဲ့ဒီအထွေးကပူအင်အားကြီးလာပြီ။လက်တွေ့အဖြစ်ပူမြန်မြန်ဆန်ဆန်ပြောင်းလဲလာတာကိုမြင်တွေ့ရပါလိမ့်မယ်။ကြုံတလို့တွေးတောတဲ့အထွေးတွေက အမြဲတမ်းတွေးတဲ့အထွေးတွေလောက်အင်အားမကြီးပါဘူး။ဒါပေမဲ့ တရက်မှာတနာရင်ကောင်းတာလေးတွေကိုစဉ်းစားတွေ့တော်ပြီ။ဇန်23နာရီမှာမကောင်းတာတွေကိုတွေ့တော်နေရင်အင်းအားအများစုကိုထိန်ချုပ်ထားမှာကမကောင်းတဲ့အတွေ့တွေပဲဖြစ်ပါတယ်။မကောင်းတဲ့အတွေ့ကကောင်းတဲ့အတွေ့ပေါ်အရေးလွှမ်းမိုးပြီ။ကောင်းတဲ့အတွေ့ကမကောင်းတဲ့အတွေ့တွေပေါ်အရေးလွှမ်းမိုးပါတယ်။ဒါကြောင့်အများဆုံးတွေးတဲ့အရာတိုင်းကလက်တွေ့ဖြစ်ပေါ်လာပါတယ်။စိတ်ဆိုတာသိစိတ်နဲ့မသိစိတ်ဆိုရင် အကန့်နှစ်ခုနဲ့ဖွဲ့စည်းထားပါတယ်လူအများစုကမတိစိတ်ကိုသတိမပြုမိဘူးမတိစိတ်ကဘလောက်အင်အားကြီးတယ်ဆိုတာကိုလည်းသတိမပြုမိဘူးဘဝမှာတွေ့ကြုံရဘူးတယ်အတွေ့အကြုံတိုင်းကိုသုံးလောက်ထားတယ်အေယာမကိုတော်ကြီးတစ်ခုနဲ့မတိစိတ်ကိုနိုင်ရှင်ကြည့်လို့ရပါတယ်ပညာရှင်တွေရဲ့ပြောဆိုချက်အရာ အသက်20နှစ်မတိုင်ခင်မှာမတိစိတ်ကဆွေစုံချမ်းစာအုပ်ထဲကအချောင်းအရာပေါင်း100နဲ့ညီမျှတဲ့အရာတွေကို သိမ်းဆည်းထားပြီးဖြစ်ပါတယ်။အိမ်မွေချနေချိန်မှာ အသက်ကြီးသူတွေက သူတို့သက်တမ်း20 50အတွင်းဖြစ်ပျက်ခဲ့တဲ့အရာတွေကိုအပြည့်အစုံတိတိကျကျမှတ်မိနေနိုင်ပါတယ်။မတိစိတ်ကပြည့်စုံကောင်းမွန်တဲ့အခြေအနေမှာရှိပါတယ်။ပြဿနာကတိစိတ်ပါ။အချက်အလက်တွေသိမ်းဆည်းဖို့နဲ့ ပြန်ထုတ်ဖို့မသိစိတ်ကို ပုံစံရေးဆွဲထားပါတယ်။ကျမတို့ရဲ့ပြုမူတွေကပုံစံရေးဆွဲထားတဲ့အချိန်ညှို့ညွတ်နေသလားဆိုတာကိုစီစစ်ရတာကမသိစိတ်ရဲ့အလုပ်ပါပဲ။ကျမတို့ဘသူဖြစ်တယ်ဆိုတာခွဲခြားသတ်မှတ်ဖို့မသိစိတ်ကပုံသွင်းထားတဲ့ပုံစံနဲ့ကျမတို့ရဲ့အပြောဆိုတွေနဲ့အပြုမူတွေကကိုက်ညီမှုရှိရပါတယ်။မသိစိတ်ကအမိခိုးကင်းကင်းနဲ့လှုပ်ဆောင်တာဘာမှမရှိပါဘူး။ သူလောက်တာတခုတွေကတိစိတ်ကပေးတဲ့အမိန်တွေကိုနာခံတာပါပဲဒီလိုစဉ်းစားကြည့်ပါဥယျံမှုတယောက်ရဲ့အလုတ်ကညီဩစာကောင်းတဲ့မြည်စီလွားမှာမျိုးစိတ်တွေကိုစိုက်ဖို့ပါပဲကြည့်လို့ပါပဲကျမတို့ရဲ့မတိစိတ်ကညီဩစာကောင်းတဲ့မြည်စီလွားပါပဲမျိုးစိတ်တွေအမြင့်ယူပြီးကြီးထွားဖို့အတွက်ဒီစုံကောင်းမွန်တဲ့အခြေအနေတွေနဲ့ဖွဲ့စည်းထားပါတယ် จ้าเจ้าใส่ซูราอุเยมูเยจาวงโกอยู่บิမတိစိတ်ထဲမှာအထွေမျိုးစီတွေကို စိုက်ပြူပါတယ်။ဆိုလိုတာကကောင်းတဲ့အထွေပဲဖြစ်ဖြစ် မကောင်းတဲ့အထွေပဲဖြစ်ဖြစ် ကြီးထွားလာမှာပါပဲ။အဲ့ဒီအထွေတွေကကျမတို့ဘဝရဲ့နောက်ကွဲမှာမောင်းနေနေတဲ့အားတွေပါပဲ။မတိစိတ်မှာအတန်မရှိဘူး။အထွေတွေဆက်ပြီးမပိုတော့အောင်ရပ်တန့်နိုင်ဖို့တိစိတ်ကိုပြောပြနိုင်တဲ့အရေးချင်းလည်းမရှိဘူး။ ဒါကြောင့်စိုက်ပျိုးထားတဲ့မျိုးစေ့တွေကအကောင်းဆုံးဘဝမှာရှင်သန်ဖို့လမ်းညွန်ပေးမဲ့ပန်းလှလှလေးတွေဖြစ်လာရင်ဖြစ်လာ မဟုတ်ရင်အဆိုးဆုံးအိမ်မက်ဆိုးတွေကို အမှန်တကယ်ဖြစ်လာစေမယ့်အချီးတန်တဲ့ပေါင်းပင်တွေဖြစ်လာပါမယ်။ဘယ်မျိုးစေ့ကို စိုက်ပျိုးမလဲဆိုတာကို ရွေးချယ်နိုင်သူကကျမတို့ကိုယ်တိုင်ပါပဲ။ရုပ်ရင်းကြမ်းကြမ်းနဲ့အိမ်ထောင်စုမှာကြီးပြင်းလာခဲ့ကြသူတွေက ဲ့ဒီနှစ်တွေအတွင်းမှာဖြစ်ပျက်ခဲ့တဲ့အရာမှန်သမျှကိုမှတ်ဉာဏ်ဘန်ထဲမှာထိန်းချုပ်ထားတယ်။ရုပ်ရင်းကြမ်းတမ်းတဲ့ပေါင်းတင်ဆက်ဆံရေးတစ်ခုကနေနောက်ထပ်အလားတူဆက်ဆံရေးမျိုးစီရောက်သွားသူတချို့ဘာကြောင့်ရှိရတယ်လဲဆိုတာကိုနားမလည်ခဲ့ရင်အဲ့ဒါကြောင့်ပါပဲ။လက်တွေက သူတို့ရဲ့မတိစိတ်ကဂျာဟာမတရားဖိနှိပ်တယ်ဆိုတာကိုသိတယ်။ဂျာကြောင့်သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာလက်တွေဘဝမှာ မတရားဖိနှိပ်မှုဖြစ်လာပြီးအဲ့ဒီအရာကိုသူတို့ကဆွေးငင်လို့ဖြစ်တယ်။ဒီလိုမျိုးဆက်ဆံခံရတာသူတို့အတွက်မှန်မနေဘူးဆိုတာကိုသိပြီးအဲ့ဒီကြမ်းကြမ်းနဲ့ဂျင်ဖန်နဲ့စက်နိုင်သမျှဝီးအောင်သွားဖို့စံတာပြင်ပြနေပေမယ့်အဲ့ဒီအရာကသူတို့ဆွေးငင်တဲ့အရာဖြစ်လို့သူတို့ကိုမယမနာပြန်ဆွဲခေါ်တယ်။ကျွမ်းကျင်ပညာရှင်တွေရဲ့အကူအညီမရရင်လူအများစုကလက်လျှော့ပြီး ဇာကဘဝမှာသူတို့နဲ့ခြိုက်တန်တဲ့အရာပဲလို့ယုံကြည်ပြီးအဆုံးသတ်သွားရပါတယ်။တခါတလေကျသူတို့ရဲ့သားသမီးတွေချင်းလက်ဆင့်ကမ်းသွားတတ်တယ်။အဲဒီနောက်တယောက်ယောက်ကစိတ်ကုန်ပြီးအဆုံးသတ်လိုက်တဲ့အချိန်မတရားဖိနှိပ်မှုဇဝံကဆက်ပြီးသွားနေပါတယ်။ဒါတွေအလုံးစိတ်ပျက်စရာလို့ထင်ရတယ်မဟုတ်လား။မဟုတ်ပါဘူး။ဘယ်သူမှအဲ့ဒီလိုကြုံတွေ့ခြင်းနဲ့လို့မရှိပါဘူး။ဒါပေမဲ့ ဲ့ဒီကနေထွက်နိုင်မဲ့နီးလန်းရှိပါတယ်။စိတ်အမိုက်တွေကိုရှင်ထုတ်ပြီးထိုက်တန်တဲ့ဘဝမှာနေထိုင်နိုင်ပါတယ်။ဟုတ်ကဲ့။ကျမအခုဖပြပေးသွားတာကတော့ဆီယမထထတင်စာဘာသာပြန်ဆိုရေးတာထားတယ်။ညောင်ရဲချင်းအမှုပညာဆိုတဲ့စာအုပ်ထဲက အကျွေးတဲ့ကအမိုက်များရှင်ထုတ်ခြင်း၊ယုံညံစိတ်ကိုမောင်းထုတ်ခြင်းဆိုတဲ့ကောင်းစဉ်လေးကို ထုံနှုတ်ဖပြပေးသွားတာပဲဖြစ်ပါရဲ့ရှင်။ ားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။